မင်္ဂလာပါဝေါ်ခုတ်နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အဲတော့ဒီနေ့ကဂျော်ရှော်ဘန်ရဲ့အကြောင်းပဲပြန်လည်ပြောပြမှာဖြစ်ပါတယ်မနေ့ကအပွဲထိုးပြီးတော့ဂျော်ရှော်ဘန်ကအချက်ချင်းပဲ day 2နေထိုင်တဲ့ Texas ပေါ့နော် Texas ပြည်နယ်ကိုပြန်သွားတယ်အဲတော့ထူးခြားတဲ့အဖြစ်ရပေါ့သူ့အမေကိုလုံးဝ surprise တိုက်တဲ့ဖြစ်စဉ်တစ်ခုကျွန်တော်တို့တွေ့ခဲ့ရပါတယ်အဲဒါပါလဲဆိုရင်သူ့အမေကိုအိမ်တလုံးဝယ်ပေးလိုက်ပြီဖြစ်ပါတယ် ဝေါဝေါဝေါကျော်ကျော်ပိုင်းအသက်ကလက်ရှိ23နှစ်ပဲရှိပါသေးတယ်။အဲတော့အိမ်တလုံးဝယ်ပေးနိုင်တဲ့အခြေအနေတွေရှိသွားပြီဖြစ်ပါတယ်။ဟုတ်ပြီနောက်တစ်ခုကတော့ Texas မှာအိမ် channel ပေါ့နော်အိမ် channel ဈေးကွက်အခြေအနေကဘယ်လိုရှိလဲသူ့ရဲ့တန်ဖိုးတွေကဘယ်လိုရှိလဲပေါ့နော်အဲတန်ဖိုးကတော့အတိအကျကျွန်တော်တို့ခံမှန်းလို့မရပါဘူး။ဒါပေမဲ့လက်ရှိ Texas မှာဈေးပေါက်နေတဲ့ဟာပေါ့နော်။ဒီအင်ချမ်မြေရဲ့ပုံစံအခြေအနေ to data ပုံမို့တည်ပြီးတော့ကျွန်တော်တို့ဈေးနှုန်းတရှိရတာဖြစ်ပါတယ် Texas မှာလည်းရှိအိမ်တန်ဖိုးကရိုးရိုးအိမ်နော်ပုံမှန်အိမ်ပြောချင်တာအရင်ကြီး luxury ဆန်တဲ့ဒီအိမ်ပုံစံမျိုးမဟုတ်ဘူးအခုကျော်ကျော်ပန်းတို့နေတဲ့ပုံစံမျိုးအဲပုံမှန်အိမ်တွေရဲ့အနေအထားဒီဈေးနှုန်းကြီးကမြန်မာငွေနဲ့ပဲပြောပါမယ်နော်မြန်မာငွေကဟိုအလောက်ရှိတယ်သိန်း6000ကနေသိန်း2000ကျအဲ့ဒီဝန်းကျင်ရှိတာဖြစ်ပါတယ် အဲ့တော့ဂျော့ရှိုပန်ကပွဲတပွဲထိုးပြီးတိုင်းမြန်မာငွေနဲ့ဆိုတော့3000ကနေ9000ကျပါတော့ဒီလောက်ထိရရှိတာဖြစ်ပါတယ်။ဒါမဲ့ US မှာနေတာသူတို့ရဲ့ကုန်ကြစီလည်းတော်တော်ကိုများပါသေးတယ်။တလောတလောကိုပေးရတဲ့ဟာတွေအခွန်လေးပြီးတော့ဒီမီတာစုကိုကြီးရှုနေတဲ့လူဖြစ်တဲ့အတွက်သူတို့မှလည်းကုန်ကြစီကတော့များမှတိတ်ချပါတယ်။ဒါမဲ့ဘာလို့အဲ့လိုမျိုးအင်ဝယ်နိုင်တဲ့အဆင့်တိဘယ်လိုမျိုးဖြစ်ခဲ့လဲပေါ့နော်။ အဲ့တော့ဒီအကြောင်းအရာကိုကျွန်တော်တို့မပြောခင်သူ့ရဲ့ background ကိုအရင်တစ်ချက်ကြည့်လိုက်ကြကြအောင်အဲ့တော့ Joshua Ban တို့မိသားစုကဒီဟာခါကနေမလေးရှားမှာနေခဲ့တယ်မလေးရှားမှာနေ2013ကြာမှဒီအမေရိကန်ကိုသူတို့မိသားစုပြောင်းသွားတာဖြစ်ပါတယ်အဲ့ဒီချိန်မှာ Joshua Ban ကအသက်ငယ်ငယ်လေးပဲရှိပါသေးတယ်အဲ့တော့ Joshua Ban ကဒီဒီ MMA လောကကိုပေးချိန်မှာစောင့်ဝင်လာလေဆိုရင် professional ပွဲက2022မှာ sorry 2023မှာစတင်တာဖြစ်ပါတယ်အဲ့တော့ဘယ်လောက်မှမကြအောင်ပြောမှဆိုရင်၄နှစ်လောက်ပဲအချိန်ပေးလိုက်ရတယ်ပေါ့နော်အတိအကျတော့ကြောင်းတက်တဲ့အချိန်မှာတငယ်ချင်းတွေနဲ့ရန်ဖြစ်တာတော့ပါတော့ရှိတယ်အဲ့တော့တငယ်ချင်းတွေကကြော်ရှော့ပန်ရဲ့ဒီ fighting skill ကိုတွေ့ရှိသွားတယ်တော်လားတကယ်ကိုမွေးရပါဗီဇကောင်မှသူ့ရဲ့ပုံစံကောင်မှအရေးချင်းရှိနေတာ အဲ့ဒါကိုတို့တို့တငယ်ချင်းတွေတရှိခဲ့ကြဖြစ်ပါတယ်အဲ့ဒါကြောင့်ကျော်ချော်ပန်ကိုလည်းဒီပြန်ပွဲဝင်ပေါ်တော့နော်ဒီလိုမျိုးထိုးကျိတဲ့ပြန်ပွဲတွေနှစ်ပန်းလုံးနဲ့ပြန်ပွဲတွေအဲ့လိုမျိုးပြန်ပွဲဝင်ဖို့တို့တငယ်ချင်းတွေကတိုက်တွန်းခဲ့တယ်လို့ကျွန်တော်သိရပါတယ်ကျော်ချော်ပန်ကအာသူ့ရဲ့အရေးချင်းကိုသူကိုယ်တိုင်လည်းမသိသေးဘူးဒါပေမဲ့တငယ်ချင်းတွေကဒီအရေးချင်းကိုသိလို့ပေါ်ထုတ်နိုင်လို့အခုလိုမျိုး အောင်မြင်လာတာဖြစ်ပါတယ်ပြောမှဆိုရင်တိုက်ခတ်ရေးလောကမှာကြတော့နှစ်ပေါင်း30လောက်ကြည့်တော့ရင်းရတယ်ဗျာ တက်မှာကျော်ရှောင်းပန်မဟုတ်တခြားဖိုက်တာတွေလည်းကျွန်တော်တို့သူတို့ရဲ့ background လိုက်ကြည့်လိုက်ရင်အောင်မြင်ဖို့အတွက်က10နှစ်လောက်တော့လုံးဝကိုရင်းရတာပဲဒါပေမဲ့ကျော်ရှောင်းပန်ကအခု၄နှစ်ပဲရှိသေးတယ်၄နှစ်ကျော်၅နှစ်ဝန်းကျင်ပဲရှိသေးတယ်သူက Fury FC မှာလည်း Flyweight တိုင်းရဲ့ champion ဖြစ်ခဲ့ပြီဖြစ်ပါတယ်တကယ်ကိုအရေးချင်းပြေဝတဲ့လူငယ် fighter တစ်ယောက်ဖြစ်ပါတယ်ပုံစံကပွဲတယ်ဗျာပြောမယ်ဆိုရင် အရင်ကြီး talents မဖြစ်တဲ့လူတွေကြတော့စ조사ရတယ်ခမအာလက်ပေါင်းများစွာစ조사ပြီးတော့ဒီအောင်မြင်မှုတစ်ခုထိရရှိကြတာဖြစ်ပါတယ်ကျော်ကျော်မှတော့အဲ့လိုမဟုတ်ဘူးသူက twin go talent ကိုမှရှိပြီးသားလူငယ်တယောက်ဖြစ်တယ်သူကစားတဲ့ပုံစံကိုကျွန်တော်ကြည့်လိုက်ကြပါဦးတချို့ကလည်းပြောမှသူ American မှာနေလို့ဂျင်ကောင်းတဲ့နေရာမှာ legend ပြင်ဆင်ခွင့်ရလို့ပေါ့နော်အခုလိုအောင်မြင်လာတယ်လို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့မဟုတ်ပါဘူးဗျဘယ်လောက်ထိအခွင့်အရေးရတဲ့လူဖြစ်ပါစေ talent မရှိရင်အဲ့လောက်တိတော့မြန်ဆန်မှာမဟုတ်ဘူးပြောမှဆိုရင် level တစ်ခုမှလေအဲ့လောက်တိအာ level တစ်ခုအထိပေါ့နော် level တစ်ခုတိအဲ့လောက်တိအရန်ကြီးအောင်မြင်မှာမဟုတ်ပါဘူးအခု Joshua Ben ကတော့တကယ်ကို talent ဖြစ်တဲ့အတွက်အချိန်တိုးတိုးအတွင်းမှာပဲခုလိုအာနေရာတစ်ခုတိအောင်မြင်လာတာဖြစ်ပါတယ်အဲ့တော့တို့မိသားစုမှာကျတော့တို့ကအာညီကိုမောင်နှမ၅ယောက်ရှိပါတယ်အမအညီ၂ယောက်ရဲ့ မြန်မာတယောက်ရဲ့ပြီးရင်သူ့ရဲ့အမည်လည်းတယောက်ရဲ့ရှိပါတယ်အဲတော့လက်ရှိအချိန်မှာတော့ကျော်ရှောင်းမန်ကတိုင်လုံးကိုသူကပဲလုံချွေးနေတဲ့အချိန်တွေမှာရှိနေပါတယ်အဲတော့လက်ရှိ UFC မှာရရတဲ့ထိုးချေးရပါတော့ထိုးချေးနဲ့ချက်ချင်းဝယ်ဖို့တော့မဖြစ်နိုင်ဘူးပေါ့ဒါမဲ့ခုနပြောခဲ့တဲ့အတိုင်းသူလဲနဲ့တော်အတွင်းမှာဟာဒီထိုးချေးရလာတဲ့ပတ်စံတွေနဲ့ပြီးတော့ UFC မှာပို့ပြီးတော့ရတဲ့ UFC ရဲ့အဖွဲ့အစည်းမှာ ရောက်ရှိသွားတဲ့အချိန်မှပဲသူကဒီအိမ်ကိုဝယ်နေတာဖြစ်ပါတယ်။ကျွန်တော်သူ့အမေတို့လည်းအရန်ကိုဂုဏ်ယူပါတယ်။တို့တို့မိသားစုအားလုံးအတွက်လည်းတကယ်ကိုပျော်ရွှင်ရတဲ့နေ့ပါပဲ။ဟုတ်ပြီ။အဲ့ဒါတော့လက်ရှိဂျော်ရှောပန်ရဲ့အဲဒီအခြေအနေပေါ့နော်။အဲ့တော့ထိုးချင်းကိစ္စပြန်ပြောပါမယ်။အခုပြီးခဲ့တဲ့ပွဲမှာထိုးချင်းအဲ့လိုထိမရပါဘူးဂျော်ရှောပန်က။သူ့ရဲ့ပြန်ပန်းဒီ server ကပို့ပြီးတော့ ထိုးခြင်းပုံမြင်ပါတယ်ကြောက်ရှောက်ပန်းတက်ကိုပုံမြင်ပါတယ်စီနီယာလည်းကြားတယ်ပြီးတော့ဝိုင်းရဖိုင်တာလည်းဖြစ်နေပါတယ်နောက်ထပ်ဆိုရင်လည်းကျွန်တော်တို့ကြောက်ရှောက်ပန်းတခြားဖိုင်တာတွေလိုမျိုးတပွဲထိုးရင်မီလီယံချီပတ်စံရနိုင်မလားဆိုတဲ့အချက်ပေါ့နော်ဘာလို့လဲဆိုရင်အာကျွန်တော်တို့မြန်မာပရိတ်သတ်တွေလည်းအမေရိကန်မှာအလောက်ကြီးမရှိဘူးတခြားလူဖြူပရိတ်သတ်တွေပဲများတာပေါ့ဒါပေမဲ့အဲ့ဒါစိုးရိမ်စရာမရှိပါဘူးကျွန်တော်တို့အရင် ဒီဘောက်ဆင်းလောကမှာကျင်လည်ခဲ့တဲ့ manufacturer ပေါ့နော် Philippine fighter manufacturer လည်းဒီတိုင်းပါပဲသူတို့ရဲ့ Philippine လူမျိုးတွေ printer တွေကတော့ American မှာအလောင်းရှိဘူးဒါပေမဲ့ Nippon များစွာကျူးစားပြီးတော့ American လူဖြူ printer တွေတကမာလုံးမှာရရှိတာ ဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းသူရဲ့ဝင်ငွေကလောကပေါ့ million နဲ့ချီရရှိတာဖြစ်ပါတယ်အဲ့တော့ အချိန်ရောရင်းရတာပေါ့နော်ဒီအတိုင်းပဲဖြစ်လာပါမှာအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာကဂျော်ရှော်ပန်လဲအခုလက်ရှိချိန်မှာတော့သိန်း2000နဲ့5000ကျားပြီးတော့1000အောက်ပေါ့နော်တိတ်1000အောက်အဲ့လိုပဲဖြစ်ရင်ဖြစ်မယ်နောက်ကျရင်တော့လုံးဝကိုတပွဲထိုးရင်အိမ်နှလုံးသုံးလုံးအဲ့လိုမျိုးအချိန်တွေဖြစ်လာပါပါလုံးဝကိုရှော့တက်လို့မရပါဘူးဒီအားကစားနေပဲဒီတော့ကတော့တကယ်ကိုဝင်ဝင်ချမ်းတဲ့နေပဲဖြစ်ပါတယ် ဲ့တော့လက်ရှိဂျွန်ဂျောဆိုရင်တင်းဘောလောက်ရှိမှာအတန်းပေါ့နော်တန်း30ထိသူတို့ညှိနိုင်နေတယ်အခုနောက်ဆုံးဒီတောင်မဲစပီနော်နဲ့ထိုးတက်မဲ့ပွဲမှာအဲ့လောက်ထိညှိနိုင်နေတယ်ဒါပေမဲ့လက်ရှိချိန်ကြီးတော့အဆင်မပြေသေးဘူးပေါ့နော်ပြောချင်တာတော့ဝင်ဝင်ပြောချင်တာပါနော်အခုပြီးခဲ့တဲ့ပွဲမှာလည်းဒီချန်ပီယံကပတ်ရတာနဲ့အဲ့ဒီဖိုက်တာက1 million အထက်ရရှိပါတယ်ဝင်ဝင်တပွဲထိုးတိုင်းပေါ့နော်တပွဲထိုးတိုင်းက1 million အထက်ရရှိပါတယ် 1 million အထက်ဆိုရင်ကျွန်တော်တို့မြန်မာပတ်စံနဲ့တွေးလိုက်မယ်ဆိုရင်လက်ရှိအခြေအနေမှာဆိုသိန်း၄000ကျော်ထိရရှိပါတယ်။တပွဲပေါ့နော်အဲ့ဒါတပွဲပဲရှိသေးတယ်။အဲ့တော့ Joshua Ban လည်း Flying Weight တန်းမှာ Champion ဖြစ်ခဲ့မယ်ဆိုရင်တပွဲထိုးရင်သူ့ရဲ့ဝင်ရုံကသိန်း၄000အထက်ပါပဲမြန်မာငွေနဲ့အဲ့လိုထိရရှိနိုင်မှာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပြောတာပါ short တွက်လို့မရတဲ့ကျွန်တော်တို့အားကစားနေပဲဖြစ်ပါတယ်။လက်ရှိအချိန်တောင်မှဒီလူဖြူပရိသတ်တွေ တော်တော်လေးကိုများပြားလာနေပြီဖြစ်ပါတယ်။အဲ့တော့ပြောချင်တာကကျော်ကျော်ဘန်ကအချင်းတူအတွင်းပေါ့နော်ဒီ၄နှစ်ကျော်ဝင်းကျင်အတွင်းမှာအခုလောက်ထိစွမ်းဆောင်ရင်ချပြထားနိုင်တယ်။ level တစ်ခုထိရောက်နေပြီလို့ကျွန်တော်တို့ပြောလို့ရပါတယ်။အဲ့တော့ဒီထက်ပိုကောင်းတဲ့ခဏပြောတဲ့အဲ next level ရောက်ဖို့တော့အတူနဲ့ဆက်ပြီးတော့စ조사ဖို့လိုပါသေးတယ်။ကျွန်တော်တို့လည်းဆက်ပြီးအားပေးလိုက်ကြအောင်ပြ။ပြီးတော့နောက်ထပ်တစ်ခုအဲ့တော့မလေးဆိုရင် ီတစ်ပတ်ကျွန်တော်တို့မြန်မာ fighter တွေထိုးတက်မဲ့၃ယောက်ထိမှာပေါ့နော်၃ယောက်ထိမှာဒီဒုတိယကောင်ပွဲနဲ့မှာတော့တွေးတင်ထက်ရဲ့အပွဲကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ပြီးတော့စောမင်းမင်းရဲ့ပွဲလည်းကြည့်ရမှာဖြစ်တယ်ပို့ပြီးတော့အရေးကြီးတာဒီ Thai နေရာ poster မှာပေါ့နော်ကြော်ညာမှာကတ်ထားတဲ့ fighter ကတော့ကျွန်တော်တို့ရဲ့ fighter ကြီးမိုးထက်အောင်တဲ့ component ရဲ့တွဲဆိုင်မှာအခုကြည့်လိုက်ကြပါဦးတရားလိုက်ပေါ့နော်အဲ့တော့ Thai printed တရားတော့ component ကိုတကယ်ကိုတွတ်ထားတယ်သူက မော်ထက်အောင်ထက်လည်းအရက်ပုံရှယ်တယ်ပြီးတော့ဒီကျွန်တော်တို့မြန်မာဖိုင်တာဆွန်ရက်တကယ်ကိုကောင်းတဲ့ဆွန်ရက်ကိုပေါ့အနိုင်ယူထားတာဆိုတော့သူတို့ဘက်ကလည်းမော်ထက်အောင်ကိုလုံးဝအနိုင်မယ်ကျိန်းတင်နိုင်မယ်ဆိုပြီးတွတ်ထားပုံရပါတယ်နော်အဲ့တော့ပရိတ်သတ်တွေလည်းထိုင်းပရိတ်သတ်တွေလည်းတော်တော်လေးကိုဒီဟာကိုစိတ်ဝင်စားနေကြတယ်အဲ့ဒါကြောင့်လည်းအခုလိုပေါစတာမှာသူတို့ညောင်ရဲ့တွဲဆိုင်ကိုပြထားတာဖြစ်ပါတယ်အဲ့တော့မိုးထအောင်ရပွဲကတကယ်ကိုအရေးကြီးပါတယ် ကျွန်တော်တို့မြန်မာပြည်တက်တယ်လည်းအလိုတကွာအားပေးလိုက်ကြရအောင်ပဲ။အဲတို့တို့ဘက်ကတော့ခုနပြောသလိုအပိုင်ပဲတွတ်မှာပဲဒါပေမဲ့မိုးထအောင်ရပေါက်ွဲအောင်ကျွန်တော်တို့တွေ့ပြီးသားဖြစ်ပါတယ်။သူဘယ်လိုမျိုးကစားလဲဆိုတော့နော်လုံးဝကိုအမြင့်ကန်ချက်ရက်တာပူတာအမြင့်ကန်ချက်တော့ထတာနော်။ဂျပန်ဖိုင်ယာတွေကိုဒီအမြင့်ကန်ချက်နဲ့ပဲကျွန်တော်တို့ပြင်းတာတွေ့ရတယ်။ဒါပေမဲ့ဒီပွဲမှာလည်းအမြင့်ကန်ချက်တင်ဆက်ပြီးတော့တွေ့ရမလားဆိုတော့ကျွန်တော်စောင့်ကြည့်တော့ဖြစ်ပါတယ်။ Okay အဲဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပြန်ဆောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။